ီနေ့ဥကောက်ဖတ်ပြမယ်စာအုပ်လေးရတော့အရန်နာမည်ကြီးတဲ့စာအုပ်ကလေးပေါ့နော် လူကြိုက်လေများတယ် Elmer and Paparet David McKee ရေးထားတာနော်ဒီစာအုပ်လေးကိုသူတို့ကထုတ်လုပ်ထားတာ Elmer ဆိုတာရောင်စုံကွက်ကြားကွက်ကြားတဲ့ဖြစ်နေတဲ့စင်ကြီးကိုပြောတာနော် Paparet ဆိုတာကတော့ဒီမှာအနီရောင်စင်သူကတော့ ဘာနဲ့တူလဲဆိုတော့ Santa Claus Through no? နဲ့တူတယ်နော်သူတို့ရဲ့ Santa Claus mama, sin version or elephant version Santa Claus but no. ပေါ့နော်လာပြညာလေးတညာမှာတဲ့ naman ကလည်းအပြစ်ကောင်းကင်ကြီးကလည်းနတ်မောင်းနေတာပေါ့ Elmer the patchwork elephant smiled It was two days before the annual visit of Papa Red. The yan elephants were excited. take Dan for a walk, Elmer, said an older elephant. Then we can prepare the presents in peace. Elmer အဲ့လိုမျိုးကွက်ကြားကွက်ကြားရောင်စုံနဲ့ဖြစ်နေတဲ့ဆင်းဒီစာအုပ်ကလေးရဲ့ဇာတ်လိုက်တော်ပေါ့နော်။ तू ကပြုံးနေတယ်ပျော်နေတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီနေ့ ਆ တဲ့သူတို့ရဲ့နှစ်စဉ် Paparet လို့ခေါ်တဲ့ဆင်းဒီ လာလဲဖို့အတွက်တစ်နှစ်တစ်ခါလာလဲဖို့အတွက်နှစ်ရက်ပဲလူတော်တဲ့နေ့ပေါ့တဲ့အဲ့ဒီလိုမျိုးအချိန်မှာတဲ့စင်ငယ်ငယ်လေးတွေကလည်းအရန်စိတ်လှုပ်ရှားပြီးတော့ဆော့နေကြတာပေါ့တဲ့။ဆူညံပြီးတော့အရန်စိတ်လှုပ်ရှားပြီးဆော့နေသူတို့ကအားလုံးစုယုံပြီးတော့ဆော့နေကြတဲ့အချိန်မှာအသက်ကြီးကြီးစင်တွေကအယ်မာကိုလှမ်းပြောလိုက်တယ်တဲ့။ဒီကလေးစင်လေးတွေကိုတဲ့တခြားကိုခေါ်လမ်းလျှောက်ခေါ်သွားလိုက်ပါအောင်အယ်မာကြီးတဲ့။ဒါမှငါတို့လည်းတဲ့ So be Lulu, Lulu, yama, yama, so pure like တဲ့အေးအေးလူလူလုပ်လို့ရမှာတဲ့ပြင်ဆင်လို့ရမှာဆိုပြီးပြောလိုက်တယ် Come on youngsters Elma called We will go and get the tree Squaring with laughter the young elephants hurry after Elma a little ကလည်းစင်ငယ်လေးတို့ရေးတဲ့ ငါတို့တွေသွားပြီးတော့တဲ့တစ်ပင်ကြီးကိုသွားပြီးတော့ယူကြရအောင်လို့တစ်ပင်သွားရှာရဲထွက်ကြမယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်အဲ့မှာကလေးတွေကစူညံညီနော်ပလောရိုက်ပြီးတော့ရီမောပြီးတော့သူတို့အဲ့မှာဒီရောင်စုံစိန်ခေါ်တဲ့နောက်ကိုပြေးလွှားလိုက်လာကြတာပေါ့တဲ့ဒီပုံလေးကတော်တော်ကြည့်လို့ကောင်းတယ်နော်အစုံမဲ့အပေါ်မှာငှက်တေရောမြောက်တေရောပါသေးတယ်နော် very colorful Are we going to where Papa Red lives? They ask. Close by, said Elmer. Have you seen him, Elmer? Elmer smiled. Yes, he said. For the rest of the walk, they ask Elmer about Papa Red. O Elmer yede, arudi yare, Papa Red nide niao tuam Elmer bian အိုင်နာတဝိုက်ပေါ့တဲ့မင်းအရင်တော့သူ့ကိုတွေ့ဘူးလားတဲ့စင်ကလေးတွေကမတွေ့ဘူးတော့မေးတာပေါ့နော်အဲမှာပြုံးပြီးတော့ပြောပြလိုက်တယ်သူတွေ့ဘူးတာပေါ့တဲ့တလန်လုံးစင်ကလေးတွေကပပရက်အကြောင်းမေးပြီးလိုက်လာကြတာပေါ့တဲ့စင်ကလေးတွေမှလည်းမကအောင်နော်အပေါ်မှာငှက်ပြပြလေးတွေကလည်းသူတို့ရဲ့လမ်းကြောင်းကိုလိုက်ပြီးတော့ပြန်လာကြတယ်နော် They walk went up and up the jungle became pine trees. Then, for the first time in their lives, the youngsters saw snow. Papa Red was forgotten. သူတို့တွေရှောင်ရင်ရှောင်ရင်နဲ့ကုန်းမြေရံမြင့်မြင့်လာပြီးဒေါ်ရဲတွေရဲ့မြင်ကွင်းတွေပြောင်းပြီးတော့ထီရှုပင်တွေစီကိုရောက်လာတာပေါ့တဲ့။စင်ငယ်လေးတွေရဲ့ဘဝတစ်လျှောက်လုံးမှာ စနိုးတွေကိုပထမဆုံးမြင်မှုလိုက်တာပေါ့တဲ့အယမ်းပြုံနေကြတယ်သူတို့တွေတဲ့ဖာပရက်ဆိုတဲ့စင်ကြီးအကြောင်းမေးဖို့တော့မှမေ့သွားကြပါပြီတဲ့စနိုးထဲမှာဆော့ပြီးတော့ပျော်နေကြတာနော်သူတို့တွေလူးလဲ့ပြီးတော့မှတလား Elma left the young ones to play in the snow and went to choose a tree Hello Elma said a moose Let them see Papa Red tomorrow, but keep them hidden. We will have a busy night ahead. I know, said Elmer. We won't bother you. Elmer ကတဲ့ကလေးတွေကိုနင်းနေနဲ့ပေးစော်ထားလိုက်ပြီးတော့တဲ့သူရွေးစရာရှိတဲ့ထင်းရှုပင်လေးကိုလိုက်ရှာနေပါတော့တယ်။အဲ့ဒီအချိန်မှာ Elmer ကိုလာနှုတ်ဆက်တဲ့ Moose ကြီးတကောင်ရှိတယ်တဲ့။သူကလေ Hello Elmer တဲ့နော်တနေ့တစ်ခါမှပြန်တွေ့ကြရတယ်သူလေသူက မနှက်ပြန်ကြလို့ရှင်ရင်တဲ့သူတို့တွေကိုတဲ့ဖပရက်နဲ့ပေးထွေးရမှာပေါ့တဲ့ဒါပေမဲ့တဲ့အခုတော့ဖွက်ထားအောင်တော့တဲ့ငါတို့တွေတဲ့ဒီညအလုရှုပ်ကြအောင်မှာပေါ့တဲ့ I know တဲ့အလမာသူတိပါတယ်တဲ့ငါတို့တွေဒီနေ့ညအလုံးမရှုပ်စေအောင်လို့တဲ့မင်းတို့အနောက်ရှက်မပြီးတော့ဘူးနော်တဲ့အလမာကလည်းပြန်ပြောလိုက်တယ်စင်ကလေးတွေကတော့ဆော့နေကြတာပေါ့နော်အလမာနဲ့မူးစ်တို့ကမိတ်ဆွေဟောင်းနေဖြစ်နေပြီ Elmer chose a tree that would be easy to put back later. The Yanstals helped to carry it. By noon, it was late. Straight to bed when we get home, said Elmer. We have a lot to do tomorrow. အယ်မာကတဲလို့လွယ်မဲ့တစ်ပင်လှလာလေးတစ်ခုရွေးလိုက်ပါတယ်တဲ့အဲ့ဒီတစ်ပင်လေးကိုဆင်ငယ်လေးတွေကဝိုင်းပြီးတဲပေးကြတယ်တဲ့တဖြည်းဖြည်းနဲ့လည်းမိုးချုပ်လာတာပေါ့တဲ့ကဲတဲ့အိမ်ငါတို့နေတဲ့နေရာပြန်ရောက်ရင်တော့တမ်းပြီးအိတ်ရဝင်တော့နော်လို့အယ်မာကလေးတွေကိုပြောလိုက်တယ်တဲ့မနေ့ပြန်ကြရင်လှုပ်ရှားတွေအများကြီးရှိသေးတာပေါ့တဲ့အမဆင်ကလေးတွေရောတစ်ပင်ရောငှက်ကလေးတွေရောအယ်မာရောတူတူပြန်ကြတယ်တဲ့အနောက်မှာကျန် rabbit လေး blue rabbit လေးတော့ပါသေးရနော်သူတို့အဲ့တိုင်းဂုံစိုင်းနဲ့သွားတာပေါ့တောင်ကုန်းပေါ်တက်ခဲရနေမှာတောင်ကုန်းပေါ်နေပြန်ဆင်းပြီးသူတို့နေတဲ့နေရာကိုသွားကြတာပေါ့ The next day everyone helped to decorate the tree The presents the presents shouted the young elephants တဲ့နောက်နေကြတော့တဲ့တစ်ပင်ဟိုးတဲ့ အကုန်လုံးသောစင်တွေကဝိုင်းပြီးအလှဆင်ကြတာပေါ့တဲ့လက်ဆောင်တွေရောလက်ဆောင်တွေရောအလှတွေရောတက်နေကြတာပေါ့တဲ့အားလုံးကပျော်ရွှင်မြူးတူးပြီးတော့ဆင်ပြီးတော့ဝိုင်းကူနေကြတာကိုတွေ့ရတယ်တဲ့နော် Christmas tree လုပ်နေတဲ့ပုံပဲ The presents wrap and decorate were placed around the tree when it was finished the other animals came to admire it wonderful they said လက်ဆောင်ပစ္စည်းတွေထုတ်ပိုးထားတာတွေအလှဆင်ထားတဲ့အားလုံးကိုတဲ့တစ်ပင်နေနာအောက်ခြေမှာဝိုင်းပြီးတော့စုပုံထားလိုက်ကြတယ်တဲ့အဲ့ဒါတွေလည်းအားလုံးပြင်လဲပြင်ဆင်ပြီးသွားရောတော်ထဲမှာရှိတဲ့အခြားသောအခြားသောအမျိုးမျိုးသောတရိတ်ဆန်လေးတွေကအကောင်လေးတွေကလာပြီးတော့ကြည်ပြီးတော့ဝမ်းသာဂုဏ်ယူကြတာပေါ့တဲ့အားလုံးကလည်းကြည်လို့ကောင်းလိုက်တာလှလိုက်တာလို့ မှတ်ချက်တွေပြီးသွားကြတယ်တဲ့မှာလာတဲ့လူကဘသူတွေလဲဆိုဆင်းကြီးရောကြားကြီးရောအာမိချောင်းကြီးရောမွေကြီးရော lions တွေရောနော် lake တွေရောမြင်းကြားတွေရောမြောက်တွေအကုန်လုံးပါပဲအကုန်လုံးမှာအကုန်လုံးသောတရိတ်ဆန်တွေကလာပြီးတော့ christmas tree လောက်လာပြီးတော့အားပေးကြတာပေါ့ that night when the big elephants were asleep or pretending to be it, Elma collected the youngsters together. This is your chance to see Papa Red, she said. Hide where you can see but not be seen. အဲ့ဒီညာလေးမှာတဲ့စင်ကြီးတွေအားလုံးကတော့အိတ်ကြပြီပေါ့တဲ့အိတ်မပြောတဲ့စင်ကြီးကလည်းအိတ်ချင်အောင်ဆောင်ကြတာပေါ့တဲ့အယ်မာကတဲ့စင်ငယ်လေးတွေအားလုံးကိုတဲ့လိုက်ပြီးတော့ထိန်းရတယ်တဲ့ကဲကလေးတို့ကြီးတဲ့ ဒီညတော့တဲ့မင်းတို့တွေတဲ့မမြင်ဘူးတဲ့ paparet ကိုမြင်ကြရမယ်ညပဲတဲ့ paparet ကိုတဲ့မြင်နိုင်တဲ့နေရာလေးရနေပြီးတော့ပုံပြီးတော့ကြည့်ရမယ်နော်တဲ့ဒါပေမဲ့တဲ့ paparet ကတော့မင်းတို့ကိုမမြင်အောင်ပုံနေရမယ်တဲ့နော်စင်ကလေးတွေကပုံပြီးတော့ကြောင်ကျူကြောင်ကြာနေပဲချောင်းရမှာဆိုတော့သူတို့တွေကလည်းတော့အုပ်ထဲတစ်ပင်နေကြတဲ့ကိုတိုးဝင်သွားပြီးတော့ပုံနေကြတာပေါ့တဲ့နော် The youngsters had just hidden when, from out of the sky, came six moose pulling a sleigh with Red aboard. They landed and Elmer helped load the presents into the sleigh. Thanks, Elmer, said Red. Then he winked. I'm glad we were not seen. စင်ငယ်လေးတွေအားလုံးကပုန်းလို့လဲပြီးသွားရောတဲ့ကောင်းကင်နေရနေပြီးတော့တဲ့ပြန်လာပြီးတော့အမှန်တော့ moose ကြီး6កောင်ကဆွဲလာတယ်တဲ့ကောင်းကင်ပြန်တက်တဲ့ယထာပေါ့နော်အဲ့ဒါယထာအဲခတ်ပေါ့နော်မြင်းလဲယထာပေါ့နော်လဲယထာမျိုးလေးသူကလေထဲမှာလဲပြန်နိုင်တယ်အဲ့ဒါကတော့အာ Santa Claus စီးတဲ့ဥစ္စာမျိုးပေါ့ဒါပေမဲ့ Elma Ro Stories မှာကြာတော့ Santa Claus ကစင်ကြီးပါပဲတဲ့သူ့ကို Paparet လို့ခေါ်ကြတာပေါ့နော်သူ့ကိုခေါ်ပြီးတော့တင်ဆောင်လာတယ်တဲ့အဲ့ရထားလေးကစင်သက်လာတယ်တဲ့မြေပြင်ပေါ့ပြီးတော့ Christmas Tree အခြေမှရှိတဲ့လက်ဆောင်တွေအလှဆင်ထားတဲ့လက်ဆောင်တွေကိုတဲ့သူတို့က sleigh ပေါ့နော် လဲရထားပြီပေါ့တင်လိုက်တယ်ပြီးတော့ Fabric ကအယ်မာကိုတဲ့မျက်စာလေးပြစ်ပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်တဲ့အယ်မာကိုတဲ့နော်ပြီးတော့မျက်လုံးလေးလည်းမျက်စိလေးလည်းမှိတ်ပြနေတယ်သူကတိတယ်သူ့ကိုတဲ့စင်ကလေးတွေခြုံပုတ်တွေထဲကနေချောင်းနေမယ်ဆိုတာကို Fabric ကတိတယ်တဲ့နော်ဒါပေမဲ့ Fabric ကပြောလိုက်တယ်တဲ့ကျေးဇူးတင်နေတဲ့ငါတို့လာသွားတော့ ဘသူမှမသိဘူးလို့ထင်နေတော့ဆိုပြီးတော့မျက်စားပစ်ပြီးတော့သူကတိတိနဲ့ပဲကလေးတွေကိုစားသွားလိုက်တယ်စားပြီးတော့ဘာလုပ်လဲဆိုတာကြည့်မယ်နော် Red flew off and the young ones rushed out We saw him we saw him they shouted He took the presents Elmer laughed and said This is the season of giving we give and Papa Red takes the presents to whoever needs them the most ဖပရက်ကတဲ့ခုနလိုနှုတ်ဆက် ပြီးသွားတာနဲ့တဲ့ six moves နဲ့ကောင်းကင်နဲ့ကိုပြန်တက်သွားတာပေါ့တဲ့လက်ဆောင်တွေတည်ပြီးတော့ပေါ့နော်အဲ့ဒီသူထွက်ထွက်သွားခြင်းပဲစင်ကလေးတွေကမနေနိုင်မတားနိုင်တော့ပဲနဲ့ခြုံမှုထဲနေပြေးထွက်လာပြီးတော့ဖပရက်ကိုမြင်ဘူးသွားပြီဖပရက်ကိုမြင်ဘူးသွားပြီဆိုပြီးတော့ပြေးထွက်လာကြတယ်တဲ့အမအမလည်းရီမမောနဲ့ပြောပြတာပေါ့တဲ့သူအခုတော့လက်ဆောင်တွေကိုတည်ယူသွားခဲ့ပြီလေတဲ့ဒီအခုအခါသာမရ ချိန်ခါလေးရတော့တဲ့ငါတို့ကလက်ဆောင်ပေးကြတာတဲ့ဒီလက်ဆောင်တွေကိုငါတို့ကပြင်ဆင်ပေးတယ်တဲ့ Paparet ကကြတော့တည်သွားပြီးတော့တဲ့ဒီပြလက်ဆောင်လေးကိုလိုနေတဲ့ကလေးတွေတခြားသူတွေအလိုအဆုံသူတွေစီကို "तू ကဖြန့်ဝေပေးတာပေါ့"လို့အယ်မာကလေးတွေကိုပြောပြလိုက်တယ်တဲ့ Once all the elephants were finally asleep, Elma tiptoed among them. by each young elephant he placed a present that paperet had left for them elmo's mind good old paperet he said elephant ji ryo nge ryo a lo a lo ait pyo ma pi de kha cha ma de elma chi pya le thop pi lo to to le tha la de pi lo de tu ba de tu lo au su de ma ma shi de ကလေးငယ်စင်ကလေးတွေတော့ပထမဆုံးတော့ paparet ကိုမြင်မှုတဲ့စင်ကလေးတွေအတွက်တဲ့ paparet ထားခဲ့တဲ့လက်ဆောင်တီတီလေးတွေကိုတဲ့ကလေးငယ်စင်လေးတွေနားမှာတခုချင်းတခုချင်းလိုက်ထားပေးလိုက်တယ်တဲ့ပြီးတော့အမ်မာတူတူလေးသူ့ကိုသူပြောလိုက်သေးတယ်တဲ့อืมနဲ့စိတ်ထားကောင်းတဲ့ paparet ပါပဲဆိုပြီးတော့ပြောပြီးတော့ပြုံးပြီးတော့အမ်မာတီတီလေးသူ့နေရာသူပြန်သွားတာပေါ့နော် ပုံမြင်လေးရတော့ဒါပါပဲဒီစာအုပ်လေးအကြောင်းပေါ့နော်ကဲကောင်းကင်မှာဖိုလာမင်းရတာပြီးတော့ကျယ်ရီရလည်းလင်းလက်နေတဲ့ညကလေးကိုရောက်ရှိသွားပါပြီဒီစာအုပ်လေးရတော့ Elmore and Paperette ပဲဖြစ်ပါတယ်